Good day to my fellow students. My name is Muduja and I'm here to discuss the topic of grammar participle phrases. ဟုတ်ပြီဒီတော့ unit 3 grammar မှာ participle phrases ဆိုပြီးတော့ပြီးထားပြီပါတယ်အဲ့တော့ participle phrases ဆိုတာဘာလဲဆက်ပြီးစပြီးတော့ကြည့်အောင် participle phrases နော်ဒီဟာလေးတွေကို I used to give information ဘယ်အချိန်မှာတောင်းလဲဆိုတော့ information တွေပေးတဲ့အချိန်သတင်းချက်လက်တွေပေးတဲ့အချိန်မှာတောင်းပါလေဘယ်လိုနည်းလမ်းနဲ့ပေးတာလဲ no economic way ဒီညမှာ economic ကဆိုစီးပွားရေးကိုပြောချင်တာမဟုတ်ဘူးပို့ပြီးတော့တိတိယောက်ပို့ပြီးတော့တိတိကျကျပို့ပြီးတော့ငြင်းကြီးကြီးပြောချင်တဲ့အရင်ထားမျိုးမှာဆိုရင် participle phrases တွေကိုတုံးပြီးတော့ပြောလို့ရှိတယ်အော်ဒီ participle phrases တွေဆိုတာဘာတွေလဲသူကလည်းရှင်းပြထားတယ် they are formed သူတို့က ဖွဲ့စည်းထားပါတယ်။ဒါပါ using present participle ။နော် present participle ဆိုတော့ ing ကိုပြောတာပါ။ ing နဲ့အသုံးပြီးတော့ပြောတယ်ပြီးတော့ past participle ပေါ့။ past နဲ့တုံးပြီးတော့အသုံးလို့ရှိတယ်။ or perfect participle ။ perfect participle ဆိုတာကတော့ have ing ပေါ့။ have ing နောက်ကနေ verb တက်တာမျိုး။ဒါလိုပုံစံမျိုးနဲ့သူတို့အသုံးလို့ရှိတယ်။အဲ့တော့ဒီ participle phrases ကိုဆရာတို့မြန်မာလိုဘာသာပြန်တဲ့အခါမှာဆိုရင်တော့အတိအကျကြီးဘာသာပြန်မှုခက်တယ်။ဆရာတို့အင်္ဂလိပ်စာနဲ့မြန်မာစာနဲ့ ဒါသဘောတော်အောင်ကျွန်တော်တူရဟာလေးရှိတဲ့အခါကျတော့တချို့ဟာလေးကတိကျဘာသာပြန်လို့မရတယ်အများကြီးရှိတယ်ပေါ့လေဒါပေမဲ့မှတ်ထားလို့ရမှာခါဒါလို့ဒီလို participle phrases လို့ပုံစံမျိုးလေးနဲ့ဒီလိုမျိုး ing တို့ past participle perfect participle အဲ့လိုလေးဒီစပြီးတော့ရေးလာပြီဆိုလို့ရှိရင်တော့ဒါကြောင့်မလို့နောက်ကဟာဆက်ဖြစ်တယ်အဲ့ဒါတို့ဒီလို dataset ဒီလိုမှတ်ထားမယ်ဆိုရင်အတိတ်ပဲဖွာတာပို့ပြီးတော့လွယ်အောက်က example လေးကိုကြည့် being a haven of biodiversity ဟောဒီပထမတစ်ပိုင်းမှာပြောထားပြီ being ရှေ့မှာ ing နဲ့စာထားဆိုတိလိုက်တော့ဒါ participle phrase being a haven of biodiversity ဇီဝမျိုးကွဲတွေ haven ဆိုတာအများကြီးရှိတာနော်ဇီဝမျိုးကွဲတွေအများကြီးရှိတဲ့နေရာဖြစ်လို့အများကြီးရှိတဲ့နေရာ haven လို့ပြောတယ်အဲဇီဝမျိုးကွဲတွေအများကြီးရှိတဲ့နေရာဖြစ်လို့နောက်မှာပြောတယ် forests are excellent sources of food တတော်တွေဒီအစားအသောက်အတွက်နော် excellent source အလုံးစုံလောက်ကောင်းမွန်တဲ့အစားအသောက်အရင်းမြစ်တစ်ခုဖြစ်ပါတယ် and also parishes such as mushrooms bamboo shoots mori hnyate nuts berries no acid sandy အသီးတွေ leaves and tubers အရွက်တွေပင်စည်တွေဒါတွေစားလို့တောက်လို့ရတဲ့ဟာတွေတတော်ရည်မှာအများကြီးရှိတယ်ပေါ့ဘာလို့အဲ့လိုရှိတာလဲပထမတစ်ပိုင်းက participant phase နဲ့သူကပြောထားတယ် be in a haven of biodiversity ဇီဝမျိုးကွဲတွေအများကြီးရှိနေတဲ့နေရာဖြစ်လို့ဒါရီတာတွေရှိတယ်ပေါ့ cause and effect ကို so cause and effect ဆိုတာဒါဖြစ်နေလို့နောက်ကဟာလေးပြောထားတယ်ပေါ့ ီတပုံးပဲဖြစ်သွားတာဒုတိယအကြောင်းမှာဆိုလို့ look after very carefully ရဲ့เนาะ look after ဆိုဒီနေရာမှာကြည့်ရှုစောင့်ရှောက်တယ် very carefully ဂရုတစိုက်နဲ့မသေးချာဂရုစိုက်ပြီးတော့ကြည့်ရှုစောင့်ရှောက်မယ်ဆိုလို့ရှိရင်သေချာဂရုစိုက်ပြီးတော့သုံးမယ်ဆိုလို့ရှိရင် these slippers ဒီဖက်နက်တရား wellness for many years နှစ်ပေါင်းများစွာခံပါတယ်ဟာဒါလုံးမယ်ဆိုရင်ဒါဖြစ်တယ်ဒါလေးဖြစ်နေလို့ဒါလေးဖြစ်တယ်ဒီလိုပုံစံမျိုးနဲ့ participle phrases တွေကိုတုံးကြတယ် ်နောက်တစ်အကြောင်းကကြတော့ not wanting to hurt our feelings not wanting မလိုချင်ဘူး to hurt our feelings သူမရဲ့ခံစားချက်တွေနာကျင်အောင်မလိုချင်ဘူးအဲ့ဒါကြောင့်မလို့ i invited the question ကျွန်တော်မိခွန်းနေဆက်ပြီးမမီးတော့ဘူး having lived throughout difficult times together difficult times ခက်ခဲတဲ့အချိန်တွေမှာ together အတူတူကနော် throughout ဖြတ်တန်းပြီးတော့မှ having lived နေခဲ့ကြတယ်ခက်ခဲတဲ့အချိန်တွေဖြတ်တန်းပြီးတော့အတူတူကနေခဲ့ကြတယ် ။ဒါကြောင့်မလို့ they were very close friend သူတို့ဒီဘဟင်းရင်းကြီးရဲ့တင်ရင်ချင်းနေဖြစ်လာတယ်။ဒါလေးကတော့ participle phrase ကိုဘယ်လိုပုံစံလေးတွေနမူနာတုံးပြထားလဲဒါလိုမျိုးဒါလေးကြည့်ပြီးတော့နားလည်မယ်ထင်တယ်။ဒီ participle phrase လေးတွေတွေ့လို့ရှိရင်ကိုကဘယ်လိုဘာသာမြန်လို့ရအောင်လဲလဲဒါလိုမျိုးဒါနားလည်မယ်လို့ဆက်ယူစားတယ်။အဲ့တော့ဆက်ယူဆက်ပြီးတော့ကြည့်မှာစာတောင်းတဲ့ကြောင်းကိုဆက်ယူ participle phrase နဲ့ဘယ်လိုပုံစံမျိုးလေးပြောင်းပြီးတော့တုံးလဲဆိုတာလေးဆက်ယူဆက်ပြီးတော့ကြည့်မယ်။ change to your participant phrase ပေါ့လေ။ဆရာဘယ်လိုပြောအောင်လဲဆိုတော့နည်းလမ်းလေး step by step ဆရာ guideline လေးပေးထားတယ်။ပထမတစ်ချောင်းကြည့် check the verb. verb ပုံမှန်လေးလိုက်ရှာ။ participant phrase နဲ့ verb ကနေပြီးတော့ပြောင်းပြီးစရတဲ့ပုံစံဖြစ်တော့တဲ့ verb ကိုလိုက်ရှာ။ဒါအရေးကြီးဆုံးပဲ။ပြီးတော့ change to the correct participant form ပေါ့။ခုန participant phrase ဝင်တဲ့၃မျိုးရှိတယ်။ present participant ရှိမယ်။ပြီးရလို့ရှိရင် past participant phrases ရှိမယ်။ပြီးရလို့ရှိရင်တော့ဒါ perfect participant ပေါ့။ having the three တဲ့ဒီလိုပုံစံလေးဒီပုံစံသုံးမျိုးကိုဝင်အောင်လို့သူ့ original ပေးထားတာကို original နဲ့ထည့်အောင်ပဲပေါ့ဒါပေမဲ့မဝင်ရင်တော့ကိုကပြောင်းပေးရမှာဖြစ်သွားပြီဒါပထမတစ်ပိုင်းဒါ verb ကိုအရင်ဆုံးရှာပြီးတော့ပြင်လာ verb ပြင်နေပြီဆိုလို့ရှိရင်တော့ take the whole verb the phrase အဲ့ဒါမမေ့ရခိုင်ချက်လို့ရှိရင် verb ကတလုံးမြင်လာတာပေါ့ phrasal verb ဆိုတော့ verb အတွဲတွေလည်းရှိတယ်ဥပမာဆိုခုနကသုံးရတဲ့အထဲမှာဆိုတော့ look after ဆိုရင် look တလုံးမြင်ရ verb မဟုတ်ဘူး look after နှစ်ခုပေါင်းမှာချစ်ရှိဆောင်ရှောက်သည်ဆိုတဲ့အဓိပ္ပာယ်ထွက်တဲ့ verb ဖြစ်မှာအဲ့လိုမျိုး verb phrase တွေ verb အတွဲတွေလာရှိတတ်တဲ့တစ်ခါလေးကြိုင်နော်အဲ့ဒါလေးတွေမမိနဲ့ verb ဆို verb တလုံးမျိုးထည့်လို့မရအဲ့လို verb အတွဲတွေလာရင်လေကိုယ်ကထည့်ပေးရမယ်ဒါကိုမမိနဲ့ပြီးရင် don't forget the object that comes after ပြီးရင် verb နောက်မှာလာတဲ့ object တွေမိခဲ့လို့မရဘူးဒါတွေပြန်ထည့်ရမယ်ပြီးတော့ because as since after when being you know, and အမှန်မှတွေ့ကြရအမှန်မဟုတ်ဘူး between the two parts participle phrase မှာဆိုလို့ရှိရင်ခုန session ပဲအထက်မှာလည်းတို့တို့တွေ့လိုက်မယ်ပထမတစ်ပိုင်းဒုတိယတစ်ပိုင်းအဲဒီပထမတစ်ပိုင်းနဲ့ဒုတိယတစ်ပိုင်းကြားထဲမှာ and ဆိုတဲ့စကားလုံးလေးပါလာရင်ဖြုတ်နော် be why because as since after when ဒါတွေပါရင်ဖြုတ်ဘာလို့လဲဆိုတော့ participle phrase တွေအကြောင်းပြတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေဒီအကြောင်းပြစကားလုံးတွေပြန်ထည့်ဆရာမလို့ပေါ့အကြောင်းပြအထိပ္ပယ်ကဝင်သွားပြီ participle phrase ပြောင်းလာတော့ဒါတွေမလို့ပေါ့ဘူး ်ဒီတော့ copy the rest ပေါ့ကျန်တာဆက်ကူရောပြီးနောက်တစ်တစ်ခုနောက်ဆုံးတစ်ခုလေးတတိထားစရာရှိတယ် if the subject of the second part is a pronoun ကို participle phrase တွေဆိုတော့ verb ကစာရေးမှာဟုတ်တယ်နော် verb ကစာရေးရအောင်အင်္ဂလိပ်စာမှာဆိုလို့ရှိရင်အင်္ဂလိပ်စာရဲ့ sentence structure ကြီးဆိုရင် subject ရှိတယ် verb ရှိတယ် object ရှိတယ်အဲ့ဒါမှာကို subject ကိုမြှောက်ပြီးတော့မှ subject မပါရာပုံစံမြှောက်လိုက်တာ subject ကိုမြှောက်ပြီးတော့မှ verb ကနေစာရေးမှာ ဆယ်လုံးညှက်လိုက်တဲ့ subject ကဘယ်မှာပြန်ပေါ်လာမှာလဲဆိုလို့ရှိရင် second part မှာဒီမှာပြောထားတယ်လို့ဒုတိယဘိုင်းမှာပြန်ပေါ်လာမှာ part of first ကပထမဘိုင်းဒုတိယဘိုင်းနှစ်ဘိုင်းရှိတဲ့အခါကျတော့ဒုတိယတစ်ဘိုင်းမှာပြန်ပေါ်လာမှာပထမတစ်ဘိုင်းကဆယ်လုံး verb ကနေစာရေးမှာဆို subject ကပါလာမှာမဟုတ်ဘူး verb နဲ့ object နဲ့ပဲပါလာမှာ subject ကဒုတိယတစ်ဘိုင်းမှာပေါ်လာမှာအဲ့တော့ဒုတိယတစ်ဘိုင်းမှာ subject ပေါ်လာတဲ့အချိန်မှာအဲ့ဒီ subject ကြီးကနောက်မှာဒုတိယစာချောင်းကဟာပုံနောင်းတာဖြစ်နေမယ်ဆိုလို့ရှိရင် check the original ရှေ့ကပထမတစ်ဘိုင်းမှာ original ပါတဲ့ဟာကိုပြန်ကြည့်အောင် ပြီးရင်တော့အဲ့ရ original ကိုပြန်ထည့်ပို့ဆိုလိုတာကပထမတစ်ပိုင်းမှာ subject ကထားပါလေဇော်ဇော်လို့ပြီးထားတယ်ဇော်ဇော်ဆိုပြီးပြီးထားမယ်ပထမတစ်ပိုင်းမှာ subject ကဒုတိယတစ်ပိုင်းမှာကျတော့ subject က he ဖြစ်သွားပြီအဲ့တော့ကိုကအဲ့ဒါကို participle phrase ပြောင်းပြီဆိုရင်ဇော်ဇော်ကိုထားခဲ့ရမှာလေပထမတစ်ပိုင်းမှာပြီးထားဇော်ဇော်ဆိုတဲ့ subject ကိုဆက်ပြီးထားခဲ့ပြီးတော့မှ verb ကစပြောင်းအောင်ဟောဒုတိယတစ်ပိုင်းရောက်ပြီ subject ကပြန်စတယ်ဒုတိယတစ်ပိုင်း subject က he ဖြစ်နေတယ်အဲ့ he ကိုဆက်ပြီးထည့်လို့မရဘူးပထမတစ်ပိုင်းမှာဆက်လို့မြုပ်ခဲ့တဲ့ဇော်ဇော်ကိုပြန်ထည့်ရတယ်ဒီတဘောပြောတာ ပထမစာကျောင်းကဆက်ချက်သိစားပြီးဖြောက်လိုက်တာမဟုတ်ဘူးဖြောက်လိုက်တာမဟုတ်ဘူးမြုပ်ခဲ့တာအဲ့တော့အဲ့ညှုပ်လာတဲ့ပထမ subject ကိုဒုတိယကျောင်းရဲ့အစမှာကျတော့ပြန်ဝှဖော်ပြရတယ်အဲ့မှာပြောင်းလာတာဖြစ်နေပြီဆိုရင်တော့တုံးလို့မရဘူး original ပြန်လာထိုက်ဒါကိုပြောချင်တာနမူနာလေးချိန်ကရင်တာလို့တူမျိုးပို့ပြီးတော့နားလေသွားလိမ့်မယ်ဒီမှာဆိုလို့ရှိရင်ဖတ်စာအထက်မှာတာလို့တူမျိုးကို exercise လေးတွေလုပ်ဖို့ပေးထားတယ်ဆရာနဲ့တူလုပ်ကြည့်အောင်ဒီမှာဆိုရင်ငကိုစာကျောင်းပေးထားပြီ after she had finished the exam နော်စာမွေးပြီးသွားတဲ့နောက်မှာ she felt very happy အရင်ပြောအဲ့ဒီစာမွေးပြီးဆိုတာနော် very happy ပေါ့အရင်ပြောကြတာပေါ့ဟုတ်ပြီပထမဦးစရာတို့ပါရှာမလဲဆိုရင် verb ကိုရှာမယ်အဲ့မှာ finish တော့တိတ်ပြီဆိုလို့မပြောနိုင်အောင် verb ပြီးလို့ရှိရင်ဆရာတို့စဉ်းစားမှာ verb မှာ verb phrase ပါလာသေးလား verb ကိုတွဲထားရပါလာသေးလားအရင်ရှာအချို့ verb တွေကတလုံးနဲ့ verb မလာဘူးလို့ဆရာပြောရယ်နော် verb phrase ပါသေးလားရှာတော့တွေ့တာပေါ့ရှိမှာ had ကြီး အဲ့ heart ကိုခြံရလို့မရဘူးဆရာတို့အဲ့ဒီ heart ကိုပါယူပြီးတော့ဆရာတို့ကပြောရမှာအဲ့တော့ဟုတ်ပြီ that key heart finished တွေ့ပြီအဲ့ heart finished ဆိုတာဟာဒီခုန participle phrase တုံးလို့ဝင်လားဆိုတော့ပြန်စမ်းကြည့်လုံးဝမဝင်ခုနတုံးလို့မှာဆိုရင် ing ပါတယ်မဟုတ်ဘူး battery ပတိတလားဆိုတော့လေ no မဟုတ်ပြန်ရှေ့မှာ heart ကြီးပါတယ်အဲ့တော့နောက်ဆုံးသူငယ်လေးချက်ဆုံးက having battery having မှာသူဖြစ်လို့တောင်းပြီးဆရာဟောပြီးအဲဆိုရင်အဲ့ဒီပုံစံဝင်အောင်ပြောင်းရင် having finished ဟုတ်လား having finished ပြောင်းပြီးပြီးတော့က object မမေ့နဲ့ the exam having finished the exam ဟုတ်ပြီနော်ဒီကျန်တာဆိုင်ရတော့ she felt very happy အဲ့မှာ subject ကိုကြည့်သူကြားကြတဲ့ subject ကလည်းရှိတယ် ်ပထမတစ်ခုရဲ့ subject ကလည်းရှိဆိုအေးဘာရှိတိုင်းရေးရမှာဘာမှပြောင်းစရာမလိုဘူးရှေ့ရ after ကဖြုတ်မလိုဘူးအဲ့တော့အဖြေကလည်းဖြစ်သွားမှာပေါ့ have you finished the exam she felt very happy ဒါလိုမျိုးဖြစ်အောင်မထူးကြည့် verb ကိုရှာမယ်တွေ့ပြီ knows phrase ပါလိလားပါကြည့်ရောမပါဘူးဟုတ်ပြီဆရာတို့ပြောင်းပြီးစဉ်းစားတော့ဘယ်တန်းမှဝင်မလဲ ing ရဲ့ဝင်မလား3ရဲ့ဝင်မလား heaven 3ရဲ့ဝင်မလား heaven 3ရဲ့ဝင်မလားဆယ်ကိုကြည့်လိုက်တဲ့အခါကျတော့သူဒီဒါ verb 1ဖြစ်နေ verb 1ဆိုရင်ဆယ်က ing ဘက်ကိုပြောင်းသွားပြီ knowing ပြောင်းလိုက်ပြီပြီးဆက်ရည်တော့ object ကိုမမိနဲ့ဆက်ရည် knowing that his friend his friend enjoys reading knowing that his friend enjoys reading ပြီးပထမပိုင်းဒုတိယပိုင်းကစပြီး subject ကိုကြည့်တော့ he pronoun pronoun တတိထားမယ် ဘရူနောင်းတွေ့ပြီဆိုရင်ပထမဆရာကြီးဖြုတ်ခဲ့တဲ့ subject ကိုတပြန်ကြည့်မောင်မောင်ဟီတုံးလို့မရတော့ဘူးဒီနေရာမှာဖြစ်သွားပြီလဲဆိုတော့ဒီမောင်မောင်ဒီကိုပြန်လာဟီတုံးလို့မရတော့ဘူးအဲ့တော့အဖြေလိုဖြစ်သွားပြီပေါ့ knowing that his friend enjoys reading မောင်မောင် decided to buy her a book ဘယ်လိုဖြစ်သွားပြီဒီပူနောင်းထားလို့မရဒုတိယအကြောင်းရဲ့ subject အစားပူနောင်းဖြစ်နေရင်ဆယ်ထားလို့မရဘူးပထမအကြောင်းရဲ့ original subject ကိုပြန်လာထည့်မယ်ဟိနေရာမှာမမှန်ဖြစ်သွားမယ်ဆရာပြောချင်တာဒါကိုပြောချင်တာနော်အဲဖတ်ပြောင်းတာယူလို့ပြောင်းတယ်တော်တော်လုံးပြောင်းလာတာဒါလိုတမျိုးတော်တော်လုံးပြောင်းတတ်တယ်ဖတ်ပြောင်းတာဘာမှမေးတယ်လို့ဆိုဒီ pronoun ချိန်တာတွေကအများနဲ့မေးတတ်တယ်ဒါလေးသတိထားအရေးကြီးတယ်မှားလို့မရအောင်နော်ဘာလို့ subject ဖြောက်လိုက်တယ်လို့ဖြစ်သွားတယ် subject ကဖြောက်လို့မရအောင်လေနော်အဲလေးသတိထားမယ်ဟုတ်ပြီ number 3 after လို့ဖြောက် subject ဖောက်ကိုရှာတော့ mate တွေ့ပြီ face ပါလာကြည့်တော့ပါတာပေါ့ had been made ပါတာပေါ့နော်ပါတာပေါ့ဆိုတော့ကဲအဲ့ဒီကောင်ဘယ်ပုံစံနဲ့ဝင်နေဆက်လို့ကြည့် had been made ဘယ်ပုံစံနဲ့ဆက်လို့ဝင်နေလဲဆိုတော့ဒါကြီးက had been made ဆိုတော့စဉ်းစားကြည့်ပါ active voice ဖြစ်မလား passive voice ဖြစ်မလားဆိုတော့စဉ်းစားကြည့်တဲ့အခါကျတော့ had been အတူဖြစ်နေ active မဟုတ် passive passive voice ဖြစ်နေလို့ရှိရင်ဆရာအဲ့တခုပြောဦးမယ်ကို grammar pattern တွေဖြည့်တဲ့အခါမှာလीအဲ့ဒီ pattern ကို passive voice နဲ့ပေးထားပြီဆိုလို့ရှိရင်အစီထားတော့အဲ့ passive voice ထိုင်ဆက်လို့ပြန်ပြီးတော့ဖြည့်ရတာနည်းတယ်နော် passive voice ဆက်လို့ပြန်ပြီးတော့ဖြည့်ရတာနည်းတယ်အ passive voice တွေအဲ့လိုမျိုးပေးလာလို့ဆိုလို့ရှိရင်ဆရာက verb to be ကနေပြန်ကောက်ကြတယ်ဟုတ်ပြီနော်တချို့ဟာတွေဆိုရင် active verb ပြောင်းလာ active ပြန်ပြောင်းရတာရှိတယ်ဒီမှာဆိုရင်အတိတ်ပြန်ပြောင်းဆရာပြီးတော့ back to b ပါတော့ back to b ကနေပြန်ကောက်အဲ့ဒါကဲ bin mate ကြမ်းလဲအော် bin mate ဆိုလို့ရှိရင် bin ကိုဆရာပြောစဉ်းစားတော့ bin ကို have ပြောင်းလို့ရလားဆိုတော့မရဘူး back to ပြောင်းလို့ရလားဆိုတော့လေမရအောင်အဲ့တော့ bin ပြောင်းလို့ရတယ် bin mate redundant bin she pronoun she ရဟာပြန်ထည့်ရှိပဲ started looking for a new job bin mate redundant she started looking for a new job. ဟုတ်ပြီဆယ်တော်လေးကိုကြည့်အောင် I stood in a queue. လိုင်းထဲမှာတန်းစီရတယ်။တန်းစီရတဲ့ထဲမှာဝင်ရက်လိုက်တယ်။ queue ဆိုတော့တန်းစီတာနော်။တန်းစီရတဲ့ထဲမှာ I stood ဝင်ရက်လိုက်တယ်။ Five Shari stood. ဟော။ What is your face တော့ဝင်လာကြည့်။ဝင်နေ။ face လည်းမပါဘူး။ပြီးတော့ fat ပုံစံနဲ့လည်းဝင်နေ။ဟုတ်ပြီ stood ။ဒါနဲ့နေဟိုစဉ်းစားအောင် I stood in a queue ဆိုမှာဒီ stood ကရုပ်တရက်ကြည့်ရင်တော့ participle phrase တဲ့ဝင်သလိုရှိတယ်။အားဆို verb three ဖြစ်နေအောင် stand stood stood verb three ဖြစ်နေ။ဒါပေမဲ့နေအောင်ယူလို့စဉ်းစားကြည့်အောင်။ဒီ stood ကနော်ဒီ stood က verb three လား verb two လားယူအရင်စဉ်းစားကြည့်အောင်။ verb three မဟုတ်ဒီက verb two နော်ဒီ stood က verb two three မဟုတ်။အဲ့လို three မဟုတ်လို့ဆက်ပြောဆို verb three ဆိုရှိမှ has have ပါမယ်လေ။ ကောင်မပါလာဘူး new past time အဲ့ဒါတော့လို့မရဘူး ing ပြ standing in a queue pb i say so you know, i realize that i didn't have any money on me အားကြောင့်ကြည့် s မလို့ဖြောက်ခုနဆက်ပြောထားမှာပါသွားပြီ she was shocked was shocked what is the phrase eh? ဝင်လာမဝင်လာကြည့်တော့ဝင်တယ် passive voice ဝင်တယ် ဖတ်သွေး shocked ဖတ်သွေးဆိုတာ passive voice ကဝင်တယ်ဒါပေမဲ့ passive voice ဖြစ်နေ passive voice ဆိုလို့ရှိရင်ဆရာခုနကပြောတဲ့မှာပါတယ် verb to be ကနေပြန်ကောက်တော့ was က verb to be ဆိုတော့ ing ပြောင်း being shocked by the sad news she pronoun she ကိုပြန်ကြည့်ရတော့ she ရယ် shock မရှိဘူးစိုက်ရေးမယ် she didn't know what to next Number six, John was filled with pride. ကျွာ was filled with pride ဟုတ်ပြီတွေ့ရဖတ် phrase was filled တွေ့လိုက်ကြည့် passive voice ဖြစ်နေတယ် verb to be ကနေပြန်ကောက်မှာ being filled with pride and မလို့ဖြုံမယ်နှစ်ပိုင်းကြားတဲ့အဲ့မလို့ဖြုံမယ်ခုနပဲဆရာပြောသွားတယ် he ဒီထားရှေ့ကိုပြန်ကြည့်တော့ကျွာအောင်တုံးထားတာတွေ့တယ် he မလို့ကျွာအောင်ပြန်လာ being filled with pride joa walked towards the stage to receive the price ကျလို့ဖြစ်သွားမှာ။နောက်ကြောင့် after မလို့ဖြောက် hat picked up hat hat ကိုဆယ်အရင်ကြီးပြောင်းလို့ရတယ်။ having picked up his coat he pronoun ရှိကြည့်ရတယ် he ပဲ။ okay ဆက်ရည်တော့ he slowly went downstairs number 8 they become fully qualified doctors they become fully qualified doctors ဟုတ်ပြီအဲ့ဒါဆရာတို့စပြီးတော့ကြည့်လို့ရပါပြီ verb ကဘာလဲဆိုတော့ become become for why အနည်းဆုံး ing ပြောင်းမယ် becoming fully qualified doctors after milo ခုနကလည်းဆရာပြောသွားတယ်ဖြောက် pronoun တွေ့ပြီးရှေ့ရတော့ပြန်ကြည့်တော့ they လည်း okay ဆက်ရေးမယ် they have finished their training အဲ့တော့အဖြေက being fully qualified doctors they have finished their training စနာကြီးအဲ့မှာကိုကဒီပုံစံလေးဖြေလိုက်တာဒါမှစနာကြီးပါဒီစာကြောင်းလေးဆိုနံပါတ်8လေးကျန်တဲ့လေးပညာသားပါဟုတ်ပြီခုနဆရာတနေတိုင်းယူရတော့ဒါတို့သမီးတို့ကတော့ဒါပုံမှန်လေးပဲဖြေလိုက်တာပဲအဖြေရောက်ထွက်သွားတာပဲရေးလိုက်တာပဲဒါမှဆရာလည်းခုနဆရာတင်တဲ့နေတဲ့ဆရာဖြေပြသွားပဲဒါမှဒီဟာအဲ့လိုဖြေပေးမရအောင် ဘာလို့လဲဆိုတော့အဖြေထွက်လာတဲ့အချိန်မှာစဉ်းစားကြည့်လေ becoming fully qualified doctor ရေချင်းပြည်ပြီးရေဆရာဝန်တွေဖြစ်လာတော့ကြောင့် they have finished their training သူတို့ training ဆက်တက်လိုက်တယ်ဆိုတာပုံပြီးအိဗယ်ရှိမှာနောက်ကနေပြန်ကောက်လို့ training ပြု training ပြီးဆုံးသွားတဲ့အခါမှာရေချင်းပြည်သွားတဲ့ဆရာဝန်တွေဖြစ်လာတယ်ဆိုတာပုံပြီးအိဗယ်ရှိနေစဉ်းစားကြည့်ရောဖြောင်းမြန်ဖြေတာပုံပြီးအိဗယ်ရှိနေအဲ့ဒါလို့စာချောင်းတွေတဲ့ဖြေလို့မရတော့ဘူးဆရာတို့ဖြောင်းမြန်ဖြေရတယ်မှာဟာပြန်ဖြစ်သွားပြီ အဲ့မှာဘာလီကလည်းနမိတ်ပြနေတယ်ဆိုလို့ရှိရင် after ဆိုတဲ့စကားနဲ့အလဲရောက်နေတယ်ရှေ့မှာဆယ်တောက်လျှောက်ဖြီးခဲ့ after after တွေရှေ့မှာရှိ after တွေရှေ့မှာရှိတကောင်အလဲရောက်နေတယ်သိကြတယ်ပထမတစ်ပိုင်းကနောက်ရောက်ပြီးဒုတိယတစ်ပိုင်းကရှေ့ပူလာတာစာမန်းမှာမိကောခတ်ချင်အဲ့လိုမျိုးခဏခဏလုပ်တယ်အဲ့လိုဟာမျိုးကြတော့ဆယ်တို့ခုနလို့ဖြီးလိုက်ရင်မှားသွားပြီဒုတိယတစ်ပိုင်းကနေစပြီးတော့ကြည့် after the year finish their training တော့ပထမတစ်ပိုင်းဖြစ်မှာ they began fully qualified တော့ဒုတိယတစ်ပိုင်းဖြစ်မှာ ခါရီချင်းဆက်မသားလို့ပြောင်းပြန်ပေးတတ်တယ်။အဲ့ဒါကိုကိုကပျော်ရွှင်နေတဲ့သားဖြစ်ရင်မှားသွားမယ်။အဲ့တော့ participle phrase တွေကိုကဖြည့်ပြီးရဲ့အချိန်မှာနောက်တစ်ခုအရေးကြီးတာဆရာပြောတာ participle phrase စာကြောင့်ဖြည့်ပြီးရောက်ချင်အတိတ်ပဲပြန်ဆက်ပါ။အတိတ်ပဲပြောင်းပြန်မှာအတိတ်ပဲရှိရဆိုရင်လည်းပြောင်းပြန်ဖြည့်ဖို့စဉ်းစားပါ။ဟုတ်ပြီနော်။ဒါဆိုလို့ရှိရင်ခုနလိုဆရာပြောလို့ဆရာဖြေပြစရာတော့ဖြေနေလို့ရှိရင်ယူလို့မှားသွားပြီ။ဘယ်ကနေဘယ်လိုစဖြေမှန်းဆိုရင်ဆရာ after နဲ့စကြည့်ပါ။ Okay after မလို့ဖြုတ်တယ်။ Fog ကိုကြည့်တော့ have finished န်ဂျီပြောင်း haven finish their training they become fully qualified doctor အဲ့လိုဖြစ်မှာ plan တော့မှာပေါ့ training ပြီးသွားတဲ့အခါမှာရည်ချင်းပြည့်ပြီးရဆရာဝန်ဖြစ်လာတယ်ပေါ့ why you did not understand the lessons မျိုးကနေကိုသူနားမလည်တဲ့အခါမှာဟုတ်ပြီဒါဒီပထမတစ်ပိုင်းကနေဆက်ပြီးဆက်အောင်အဲ့မှာ verb ကိုရှာတော့ did not understand ဆိုတဲ့ verb phrase အတွက်လိုက်ကြည့်တွေ့အငင်းပုံစံနဲ့ရေးထားတယ်အော်တခုထပ်မှာအငင်းပုံစံနဲ့ရေးထားလို့ရှိရင်ဆက်တော့ not ကနေစကောက်အောင် नहरे साका नहरे साका देखा जा रहा not understanding के द्वारा not understanding the lessons he pronoun she चीज़ वाले he या शाम शी सही में he asked his teacher for help not understanding the lessons he asked his teacher for help अलग चिता में number ten one मलूप शब she realized that she had left her ticket သူစီမှာလက်မှတ်မရှိတော့ဘူးလို့သိလိုက်တဲ့အချိန်မှာတော့ရှီဝမ်ပတ်ဟုတ်အိမ်ကိုပြန်လာတယ်။အဲ့မှာပထမတစ်ပိုင်းဒီဒီ she realized that she had left her ticket လက်မှတ်မရှိတော့ဘူးလက်မှတ်ကျန်ခဲ့တာပေါ့လေ။ဒီမှာဆိုရင်လက်မှတ်မရှိတော့ဆိုတော့လက်မှတ်ကျန်ခဲ့လို့ပြောချင်တာပါ။လက်မှတ်ကျန်ခဲ့ဆိုတော့သိတဲ့အချိန်မှာအင်ဂျင်ယူတယ်။ Avoid ကိုရှာပြီး to be realized အရင်ကပြောမယ်။ realizing that she had left her ticket she went back home တဲ့လိုဖြစ်သွားတယ် ဒါဆိုလို့ရှိရင်တော့ဆရာလည်းနမူနာစာကြောင်းလေးတွေအားလုံးဖြည့်ပြီးသားတဲ့အချိန်မှာ participle phrase စာကြောင်းတွေလာတဲ့အချိန်တပည့်သမီးတို့ကိုလိုပုံစံပြောင်းရမယ်ဘလိုပုံစံတောင်းရမယ်ဆိုတာကိုဒါအသေးစိတ်သိပြီးလို့ဆရာယုံကြည်ပါတယ်။အဲဆိုရင်ဒီလောက်ပါပဲတပည့်သမီးတို့ကျေးဇူးတင်ပါတယ်။ပုံမှုပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။